ကိုလေး6နှစ်13ညခွန်ကကိုလေးနှစ်သုံးလုံးပေါင်းကြတော့9လို့ရတယ်ဗျ55 25ကြတော့9လို့ပဲယူတယ်ဗျကိုလေးနှစ်သုံးလုံးပေါင်း9အဲ့ဒီ9လေးကြတော့နောက်ပိတ်လို့ရှင်းတယ်ဗျ9နောက်ပိတ်ကိုလေးနှစ်သုံးလုံးပေါင်းကအဲ့ဒီငားလေးကျတော့နောက်ပိတ်လို့ရှင်းတယ်ဗျငားနောက်ပိတ် ဘက်မှာကျွန်တော်3.6နှစ်3လုံးပေါင်းကျွန်တော်ရှစ်လို့ရတယ်ဗျ3.6နှစ်3လုံးပေါင်း ရှစ်ပေါင်းရှစ်မို့ဒီဘက်ဒီဘက်အောက်မှာကျွန်တော်တစ်ခွန်နှလုံးပေါင်းရှစ်လို့ပြန်ဆင်းတယ်ဗျတစ်ခွန်နှလုံးပေါင်းရှစ်နှစ်3.56တင်းနှစ်နှစ်ရှစ် ၃ည၂၆သုံးလုံးပေါင်းကြတော့ရှစ်လို့ရတယ်ဗျ၃ည၂၆သုံးလုံးပေါင်းရှစ်အဲ့ဒီရှစ်ဒီကြတော့နောက်ပိတ်လို့ဆင်းနေဗျရှင်းနောက်ပိတ်ရှင်းနောက်ပိတ်ဗျဒီဘက်မှာကြတော့၅၆နှစ်သုံးလုံးပေါင်းကြတော့သုံးလို့ရတယ်ဗျငါ6နှစ်3လုံးပေါင်း3 လုံးပေါင်းသုံးဖို့သူကဒီဘက်အောက်မှာကျတော့တင်းနဲ့နှလုံးပေါင်းသုံးလို့ပြန်ဆင်းတယ်ဗျတင်းနဲ့နှလုံးပေါင်းသုံး ship 9 4 3ည5 3398 3လုံးပေါင်းကျော်လို့ခုံလို့ရတယ်ဗျ။ 3963လုံးပေါင်းခွန်အဲ့ဒီခွန်တွေကျွန်တော်နောက်ပိတ်ပြခွန်နောက်ပိတ်3ခန်းမြောက်ထပ်ပေးခဲ့မှာဆိုကျွန်တော်ခွန်နောက်ပိတ်ပြဒီဘက်မှာကျွန်တော်343 3လုံးပေါင်းကျွန်တော်ခွန်လို့ရတယ်ဗျ343 3လုံးပေါင်းခွန် လုံးပေါင်းခွန်ဖို့သူကဒီဘက်အောက်ပါလေကျတော့နှလုံးပေါင်းခွန်ဖြစ်ရမှာဗျငါးရှိနေတယ်ဗျနှလုံးပေါင်းခွန်ဖြစ်ရမှာဆိုတော့ကျတော့ငါးရှိနေတဲ့အတွက်နှစ်ထိပ်ရမှာဗျနှစ်ထိပ်ဗျသုံးကမ်းရောက်ထပ်ပေးရမှာဆိုတော့ကျတော့နှစ်ထိပ်ခွန်ပိတ်နှစ်ခွန်လို့ရထားတယ်ဗျငါးနှစ်နှလုံးပေါင်းခွန် 个包，但立着个背面。问题爸爸，那债主又有拖把。我的那条。